မင်္ဂလာပါဒီနေ့နှစ်သက်မင်္ဂလာမှာဒီနေ့မြန်မာတက်ကြတဲ့1389ခုနှစ်ကိုရောက်တော့ပါပြီเนาะ23ရက်နေ့ဖြစ်ပါတယ်ဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကို မြစ်တာလက်ဆောင်ပေးနေတာကတော့နှစ်သက်မှာကြီးပွားချမ်းသာပြီးတော့ယာဒူးတိုအန်ဒီယေကင်ဘေးရှင်ဇေယံအန်ဒီယေကင်ဘေးရှင်ဇေယံဖျားထုလို့ပူဇော်နီးကိုဆရာကမြစ်တာလက်ဆောင်ပေးနေပါတယ်เนาะ အရင်တော့အဲဆရာအယုံဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးသွားမယ်နော်ဒီနီးစနစ်ကတော့ဟိုအင်းဝါခစ်တုံကအင်းဝါရှင်ဘရင်ခစ်တုံကဘာမဲ့ဆရာတော်ဆိုတာရှိပါတယ်အဲဘာမဲ့ဆရာတော်ကြီးနားမှာနင်းနေပေးနေတဲ့အဲဥရှေဦးဆိုတဲ့ဆင်ရသားရှိတယ်ပေါ့နော်အဲဘာမဲ့ဆရာတော်ကလော်ကီပညာတွေကျွမ်းကျင်တော့နေတိုင်းပဲမင်းကြီးမင်းသားတွေရှင်ဘရင်တွေဝင်ကြီးတွေဝင်ကလေးတွေ အစင်ရဲတဲ့လူတွေရောပေါ့နော်အကုန်လာပြီးတော့ဗီရင်မင်းများကြတယ်ရရရအဆောင်တွေတောင်းကြတယ်ပေါ့အဲ့မှာဥရှိဟိုးကဘာမှဆရာတော်ကြီးကိုနေတိုင်းနင်းနေပြီးတော့ဒါတွေနေတိုင်းမြင်တွေ့နေရပါတယ်နော်မြင်တွေ့နေရတော့ဆရာတော်ကြီးကိုဒီနေ့မှရှောက်ပါတယ်ဆရာတော်ကြီးဖျားတပည့်တော်ကိုတပည့်တော်လောက်ဆင်းရဲတဲ့လူဒီလောကမှာမရှိပါဘူးတဲ့ဆရာတော်ကြီးကတပည့်တော်ကြတော့မကယ်ဘူးပေါ့နော်ဆရာတော်ကြီးကမျက်နာလိုက်တယ်ပေါ့နော်အဘဆရာတော်ကြီးရဲ့ပညာကပညာတွေကမြတ်တာမျက်နာလိုက်တယ် တခြားယာရူးကြီးတဲ့လူတွေဝင်ကြီး ဝင်ကလေးတွေကြတော့ဒီလော်ဂီပညာရေးနဲ့ကူညီပေးတယ်ပေါ့တပည့်တော်ကြတော့မကူညီပေးဘူးပေါ့နော်အဲ့လိုပြောတော့စကနာထိုးတော့ဗမက်ဆရာတော်ကြီးကနေပြောဟဲ့ငိုးပေါ့နေငါရှိကိုဘယ်တော့မှတောင်းခဲ့ဘူးလို့လဲပေါ့နော်ဟောတောင်းမှပေးတာလားပေါ့အေးဟုတ်တယ်ပေါ့ငါတို့ရဲ့လော်ဂီပညာကတောင်းမှပေးရတယ်ပေါ့မတောင်းမနဲ့မပေးဘူးပေါ့နော်အဲအဲ့ဆိုရင်အခုတောင်းမှပြီဖရားတယ်တပည့်တော်လောက်စားစရာမရှိပြီးတော့ဇကွဲတမင်းနဲ့စားနေရတဲ့အဲဒီ မကြီးတန်းမကြီးတန်းရွာပေါ့သူတို့ရွာเนาะတပည့်တော်လောက်ဆင်းရဲတဲ့လူမရှိပါဘူးတဲ့တပည့်တော်ကြီးပွားချမ်းသာစေတဲ့နီးလေးပေးပါတဲ့အဲ့တော့တောင်းဗာမဲ့ဆရာတော်ကြီးကနေပေးလိုက်တယ်ပေါ့เนาะအဲ့ဒီပရမဟုဆိုတာငိုးတဲ့နေ့မှာဘုရားဆင်းတော်ရှိလာပေါ့ရှိပါတယ်ပေါ့ရှိတဲ့စီးရဲ့အဲ့ဒီခန္ဓာကိုယ်မျက်နှာတော်တွေကိုရွှေရောင်သို့မဟုတ်အဝါရောင်ဆေးချေပါတဲ့ဘုရားဆင်းတော်ကိုเนาะသင်္ကန်းတော်ကိုအနီရောင်ဆေးချေပါပြီးတော့ပလင်တော်ကိုအစိမ်းရောင်ဆေးချေပါပေါ့ဝါစိမ်းနီဘုရားပေါ့เนาะ အဲ့ဒီကိုဆေးချက်ခိုင်းတဲ့အချိန်မှာဆရာတော်ကြီးပြောတဲ့အတိုင်းပဲအဲ့ဒီငိုးအဟိုပါစင်ရသာဥငိုးအကနေပြီးတော့မှအဲ့လိုပူဇော်တယ်ပေါ့ပူဇော်ပြီးတော့မှလာပိုင်းနှစ်ပိုင်းအတွင်းမှာပဲအင်းဝါရှင်ဘရင်ကိုတိုင်တထေးဆလွယ်ချီးမြှင့်ပြီးတော့မှဥရှေဝရဲ့တားစင်မီးဆက်80တိုင်တိုင်ပေါ့နော်အဲ့ဘရင်ရဲ့ရှင်ဘရင်ရဲ့အဲ့ဒီချွေးဆလွယ်စုပေါ့နော်တထေးကြီးစုချီးမြှင့်ခံခဲ့ရပါတယ်နော်တန်တေကင်းပေးရှင်းပါတယ် အခုဒီနီးစနစ်ကဆရာတို့ရဲ့ဆရာကြီးမင်းသိန်းကအသုံးပြနေတာလည်းကြားပါပြီเนาะဆရာကြီးမင်းသိန်းကတပည့်တွေလည်းအသုံးပြနေတာကြားပါပြီအဲတချို့ဖရာဆင်းလူတော်တွေရောင်းတဲ့နိဗ္ဗာန်ဆိုင်တွေမှာအဲဝါစိန်ကြီးဖရာလေးတွေမြင်ဘူးပါလိမ့်မယ်เนาะအဲ့ဒါကတော့ဆရာကြီးမင်းသိန်းခါရဲ့အဲဆရာကြီးမင်းသိန်းခါကြောင့်မြမပြီမှာအဲ့ဒီဝါစိန်ကြီးဖရာတွေရံပေါ်များဟိုအရန်ကိုပဲပူဇော်ကြပါတယ်เนาะဆရာကြီးမင်းသိန်းကတပည့်တွေကလည်းထူးထူးပူဇော်ခိုင်းတဲ့ပူဇော်ခိုင်းတယ်เนาะဒီနေ့စနေကကြာပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကြရရပါတော့ ဆရာတို့လည်းဒီ line board ဒီမှာရေးသားနေရလဲကြာပါပြီနော်ဆရာရေးတာကိုပဲနှစ်ပေါင်းဆရာဘီတော်ဟောတာ16နှစ်ကျော်ပြီဆိုတော့ဆရာရေးတာကိုပဲ10နှစ်ကျော်လောက်ရှိပြီနော်အဲအဲ့ဒါကြောင့်ဆရာမိတ်ဆွေတို့ကိုလည်းဆရာပြောပြချင်တာကအရင်ဦးဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေကတော့အဲ့ဒီဖျားစနုတော်ထုလုပ်ပူဇော်မယ်ဆိုရင်တော့ဒန်းကြီးသားနဲ့ထုလုပ်ပူဇော်ရတယ်နော်အဲဒန်းကြီးသားရှာပြီးတော့အဲ့အဲ့ဒီဥရှိဟိုဖျားကိုလမစနုတော်ဖျားစနုတော်ထုပါထုပြီးဆိုတာနဲ့အဲ့ဒီ မျက်နှာတော်ကိုရွှေရောင်အဲ့ဒီသင်္ကန်းတော်ကိုအနီရောင်ပြင်တော်ကိုဆင်းရောင်ဆေးချပါပူဇော်ပါနော်တနင်္လာသာသမီတွေကတော့ခရီးသားနဲ့ဘုရားဆင်းတော်အထုပါဆွမ်းနာတိုင်းမှာဝါဆိုင်နေဘုရားပူဇော်ပါနော်အင်္ဂါသာသမီတွေကကြတော့အင်္ဂါသာသမီတွေကတနင်္လာသာသမီတွေကကြတော့တနင်္လာသာသမီတွေကခဏနေရောနော်တနင်္ကနွေတနင်္လာသာသမီတွေကဩဇာသားနဲ့ပူဇော်ရမယ်နော် တနင်္ဂနွေသားသမီးရဒန်းကြီးသာတနင်္လာသားသမီးတွေကဩဇာသာပြီးတော့ဟွာကြတော့အင်္ဂါသားသမီးတွေကကြတော့ခရီသာဗုဒ္ဓဟူသားသမီးတွေကကြတော့စိန်ပန်းသားပေါ့နော်စိန်ပန်းသားနဲ့ထုလို့ပူဇော်ပါဟွာကြတော့စိန်ပန်းသားတို့မို့ပုံညက်သားပေါ့ဗျာအဲအင်္ဂါသားသမီးတွေဟောဗုဒ္ဓဟူသားသမီးတွေတွေ့နော်ကြာရာပိသားသမီးတွေကတော့လောက်သေးသားနဲ့ထုလို့ပူဇော်ရတယ်နော်ကြာရာပိသားသမီးတွေတွေ့ တောက်ကြသားသမီးတွေကတော့တောက်ကြသားသမီးတွေကဗရောက်သားနဲ့ဘုရားရှင်တို့တော်ထူပါစနေသားသမီးတွေကတော့တစ်ဧသားနဲ့ဘုရားရှင်တို့တော်ထူပါနော်အဲတကယ်လို့မထူတတ်ဘူးဆိုရင်အဲ့ဒီအသားတွေပါရှားခက်တဲ့ဘုရားရှင်တို့တော်မထူတတ်ဘူးဆိုရင်တော့ဆရာရှိကိုဖုံးဆက်ပြီးတော့လမ်းမှာပါနော်အဲဘုရားထူလို့ပူဇော်ကရှိပါတယ်နော်ဘုရားထူတဲ့ပူဇော်ကရှိပါတယ်အဲကုံကြစည်းရိတ်ပေါ့နော်ပြီးတော့လမ်းပိုးတဲ့ပိုးကတွေပါတယ်ရှိပါတယ်နော်တကယ်လို့ကိုယ်တိုင်မထူတတ်ဘူး အဲဟိုဟာဘူးထူးရလူမရှိဘူးအသားတွေပါတယ်ရှားခက်တယ်ဆိုရင်တော့ဆရာကိုဖုံးဆက်ပြီးတော့လမ်းမာလို့ရတယ်နိုင်ငံသားအမေဆွေတွေဆိုရင်တော့ဆရာကိုဘိုင်ဘာတို့ဒီပြီးတော့ဟိုဟာဘိုင်ဘာတို့ TikTok အကောင့်တို့ဟုတ်လား Facebook Messenger တို့အဲ့ဒီကနေပြီးတော့မှ Telegram တို့အဲ့ဒီကနေစာပို့ပြီးတော့မာလို့ရတယ်နော်ကဲဆရာပြောပြခဲ့တဲ့အဲမျက်နှာတော်ကတော့အဲ့ဒီဆွမ်းနာပြောတဲ့ခုနှစ်နေသားသမီးအားလုံးမျက်နှာတော်ကိုရွှေရောင် မျက်နှာတော်ရဲ့လက်တော်ရဲ့ခန္ဓာကိုယ်ရဲ့ရွှေရောင်လောက်ရမယ်နော်အဲ့ဒီသင်္ကန်းတော်ကိုကြတော့အနီရောင်ပလင်တော်ကိုအစိမ်းရောင်ပေါ့ဒါခုနှစ်နှစ်သားသမီးလုံးတွေအတူတူပါပဲနော်အဲ့ဒီအသားတွေပဲကွဲသွားမှာဖြစ်ပါတယ်နော် ကဆရာပြောပြခဲ့တဲ့ဂမ်ဘီရာနီလေးရာမိတ်ဆွေများအတွက်အကျိုးရှိတဲ့ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနဲ့အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးသွားပဲเนาะဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပီရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗီဒီယိုမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဗီဒီယိုအေကန်တဗီဒီယိုမေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ဗီဒီယိုမေးလို့ရပါတယ်เนาะဗီဒီယိုညံပူဇော်ကယူပါတယ် ပြီးတော့အင်ရောင်းကျင်တာ၊ခြံရောင်းကျင်တာ၊မြေရောင်းကျင်တာ၊ကားတွေ၊ကြောက်တွေ၊ဆက်ပစ္စည်းတွေ၊ဆိုင်ကယ်တွေ၊သုံးဘိန်းတွေထော်လာကြီးစသည်အပြင်ပေါ့နော်။တံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်ဒရိုက်ဒက်ဆင်တွေပြုလုပ်ပေးတယ်။တံပိုးကြီးပစ္စည်းတွေအများဆုံးဝင်စေရန်ဒရိုက်ဒက်ဆင်ပြုလုပ်ပေးပါတယ်။အာမခံတယ်ပေါ့နော်။အခြေရေးအဆင်မပြေတဲ့လူငယ်တွေ၊အိမ်တော်ရေးအဆင်မပြေသူတွေ၊စီးပွားရေးမှာဘာပဲလုပ်လို့လွဲချော်နေတယ်ဆိုတဲ့မိတ်ဆွေများပြီးတော့ဆရာဝန်တွေဆုံးနေပြီးစိတ်ကူတာ မပြောင်ဘူးဆေးမတိုးဘူးဆိုတဲ့လူနာတွေဆက်တယ်ပေါ့အောက်လန်းပယောက ဆုံးပယောကတရေစစီတွေနဲ့နှောက်ရက်ပြူစားတက်ခိုက်ခံထားတဲ့မိတ်ဆွေများဆက်တယ်ပါပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေအများဆုံးပြန်လည်ရောက်ရှိဖို့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေအများဆုံးပြန်လည်ရရှိဖို့အောင်မြင်တဲ့လုပ်ငန်းရှင်အမှုပညာရှင်တွေဖြစ်ဖို့အိမ်ောင်ရေးဖောက်ပြန်ခံရတဲ့လူများစမောဆွဲခံရပြီးအိမ်ောင်ရေးစင်မပြေတဲ့ဆိုတဲ့မိတ်ဆွေများဆက်တယ်ပါပြီးတော့အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့ အမှုချုပ်ထောင်ကတ်တွေရောက်နေပြီးအဖမ်းစီချုံနောင်ကနေချက်ချင်းပြန်လွတ်ဖို့အတွက်အထူးရရာစီမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39956088858ပြီးတော့39 6334 256ဖြစ်ပါတယ်เนาะအဲ့ဒီ39 ခွန်96ခွန်88ရှင်း98အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်နော်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်ဒီဘက်မှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါနော်အိမ်မှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုန်းကြီးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပြပါလူရမ်းများလို့ပါနော် ကဲခொနရသမီးအားလုံးစောင့်ဝင်းနေရည်ချောင်းလဲကြပါစေတဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးကြပါစေအဲစစ်ဘေးရန်သူမျိုး၅ပါးပြီးလက်နက်ခဲယံဘေးတွေကနေကင်းဝေးကြပါစေအခြေရေးအင်တော်ရေးတွေအဆင်ပြေ၍အသက်ရှူတိုင်းငွေတွေရကြပါစေနော်နှစ်သစ်မှာအားလုံးပဲကျမ်းမာချမ်းသာ၍လူရဆန္ဒပြေဝကြပါစေလောကအကောင်းကျိုးတာရဏာရဲ့အကောင်းကျိုးကိုဆောင်ရွက်နိုင်ကြပါစေနော်